မိဘကျေးဇူးတရားနှင့်ဘုရား၏အဆုံးမစကားမိဘရဲ့ကျေးဇူးနဲ့ပတ်သက်ပြီးတော့ရသော်ဘုရား ဟောကြားထားတဲ့ဒေသနာတော်တွေဟာပိဋကတ်၃သွဲနိကေ၅ပြာဓမ္မခန္ဓာပေါင်း၈၄၀၀၀ဒီကနေ့ပါဠိလိုရေးသားထားတဲ့မြန်မာနိုင်ငံမှာ သက္ခသထသံဃာတင်တဲ့မူသံဃာယနတန်အတိမှပြုပြီးတော့စာရဏပေါင်း2000ကနေနေရှိတဲ့ပါဠိစာပေထဲမှာမိဘခြေစုတရားနဲ့ပတ်သက်ပြီးတော့ဖော်ပြထားတဲ့သုတ်တန်လေးရှိတယ်ပေါ့အဲ့ဒီခြေစုတရားနဲ့ပတ်သက်ပြီးတော့ရသော်ဗျာဘယ်လိုဆုံးမစကားပြောခဲ့သလဲဘယ်လိုဆုံးမတရားတွေဟောခဲ့သလဲဆိုတာဒီကနေ့အချင်းချင်း မှတ်သားနာယူကြရအောင်ပါဠိစာပေမှာအမေကိုမာတာလို့ဒီလိုခေါ်တယ်အင်္ဂလိပ်မာတာဆိုတာ ਨੇ အမတန်မှနိစ္စတယ်ပေါ့ဘာလို့ဆိုတော့တဆိုတဲ့စကားလုံးကတီဟိုတို့အိန္ဒိယလူတွေရွတ်လို့ရှင်မာတာလို့ရွတ်တယ် ဗမာပြည်ရောက်မှအဲဒီတတ်ဝန်းဘူးအတန်ကတမျိုးဖြစ်လာတာနော်သူတို့စီမှာဒန္တဇတ်လို့ခေါ်တဲ့တရားကဒန္တဇတ်ဆိုတာဒီရှားပြားနဲ့သွားအထက်ထိုးပြီးတော့ရွတ်လို့ထွက်လာတဲ့အတန်မျိုးပုံစံနဲ့ရွတ်လို့ရှင်တဆိုတဲ့အတန်ပဲဗမာတွေရွတ်တဲ့တဆိုတဲ့အတန်လို့ပဲရှားပြားနဲ့ အထက်သွားပြားထိပြီးတော့ရွရတယ်အဲ့ဒီကထွက်ပေါ်လာတဲ့အတံမျိုးဆုံးလို့အဲ့တော့အင်္ဂလိပ်စကားမာသာဆိုတာနဲ့အမတန်မှတူတယ်လို့ပြောရမှာပေါ့နော်ဘာဖြစ်လို့ဒီလိုတူတာတုံးဟိုတိုက်ဆိုင်မှုလားလို့ဆိုတော့တိုက်ဆိုင်မှုမဟုတ်ဘူးဒီအိန္ဒိယနိုင်ငံမှာရှိတဲ့ထွန်းကားခဲ့တဲ့ Indo-Aryan language ဆိုတာ Aryan ဘာသာတွေနဲ့ ဒီအိန္ဒိယဘာသာတည်းဟာဥရောပနိုင်ငံဘက်ကို ပြန့်နှံ့ပြီးတော့သွားတာတမန်ကျောင်းကိုကြည့်မယ်ဆိုဒါကို Indo-Aryan language လို့ခေါ်တာပေါ့ဒါကြောင့်မလို့နီးစပ်တယ်စကလုံးနဲ့တော်တော်နီးစပ်တယ်မာသာဆိုတဲ့စကလုံးရဲ့အရင်းအမြစ်ကိုရှာကြည့်မယ်ဆိုရင်တော့ဒီအင်္ဂလိပ်လိုအရင်းအမြစ်ကိုရှာဖွေထားတဲ့ ွင်းဆိုထားတဲ့ dictionary တွေကိုကြည့်မှပဲသိနိုင်မယ်အဲ့တော့ပါဠိလိုမာတာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကို ပါဠိစာပေကဖွင့်ဆိုလာတော့ပုတ္တံမာနေတိတိမာတာလို့အဓိပ္ပာယ်ရပုတ္တံသာသမီကိုပုဒ္ဒလို့ဆိုရင်မဲ့လို့သမီးပါဆုံးလို့တာတရား ပါဠိစာပေမှာဒီလိုပဲစကားလုံးဟာအ내အတင်နဲ့ပေါင်းထားတယ်တွအောင်လို့လုပ်ထားတဲ့စကားလုံးဗုဒ္ဓံသာသမိကိုမာနေတိချစ်ခင်မြတ်နိုးတတ်ဤချစ်ခင်မြတ်နိုးတတ်သောကြောင့်မာတာမာတာလို့အဲ့တော့ပါဠိစာပေကလာတဲ့မာတာဆိုတဲ့စကားလုံးဟာသာသမိပေါ်မှာချစ်ခင်မြတ်နိုးတတ်တဲ့လူသားတူမိခင်တို့ ဒီလိုဆိုတာเนาะသူများပေါ်တော့သူချစ်ချင်မှချစ်မှာပေါ့သို့တော့မိမိရင်မှာ ဖြစ်ပွားတဲ့သာသမီပေါ်မှာသူချစ်ခင်တယ်ဆိုတာသိချာမေတ္တာတုတ်မှာဆိုလို့ရှိရင်လေအလုံးမေတ္တာတုတ်ကြားဘူးနေကြတာဆိုတော့မေတ္တာတုတ်မှာမာတာယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေလို့မြတ်စွာဘုရားကဥပမာအနေနဲ့ဟောထားတယ် မိခင်တူဟာတဲ့တဝရီတော်မိမိရဲ့ယင်သွေးယရနာကိုအသက်ပေးပြီးတော့ဆောင်းရှောက်ကာကွယ်တယ်အဲ့ဒီမိခင်ရဲ့ချစ်ခင်မြတ်နိုးမှုဟာတဝရီတော်သာသမီပေါ်မှာစုပြုံရောက်ရှိနေသလိုတတဝအလုံးတွေပေါ်မှာမိခင်ရဲ့မေတ္တာ သူ့ယင်သွေးပေါ်မှာထားသလိုထားနိုင်အောင်ကြိုးစားပါလို့မြတ်စွာဘုရားဟောတယ်မေတ္တာထားဖို့နားလည်အောင်လို့ပြောတဲ့စကားတစ်ခုပါ အမာတာဆိုစကလုံးရဲ့အိဗယ်ကအိမတမနှစ်သက်ဆံကောင်းတယ်ပေါ့သာသီပေါ်မှာချစ်ခင်မြတ်လို့တလို့မာတာလို့ခေါ်တာတခါပိတာဆိုတဲ့စကလုံးရဲ့အိဗယ်ပိတာလည်းပနဲ့ဖဆိုအလွန်နီးတာပဲတခါတခါပကိုဖလို့ရွတ်တာရှိတယ်ပေါ့ဒါကြောင့်မို့ father ဆိုတဲ့အင်္ဂလိပ်စကားနဲ့နီးပြန်ရောသူလည်း တော်တော်ထူးဆန်းတဲ့ဒီစကလုံးတွေကလူသားတွေကတစ်ချိန်တစ်ခါတော့ကလူသားမျိုးနွယ်တွေဟာ အနေဝေးသွားကြလို့ဘာသာစကားတွေဝေးกว่าတော့အရင်ကဖြစ်တဲ့အမေအဖေခေါ်တာကြတော့တတော်ကိုနှိစကြတယ်ပေါ့မြန်မာလူမျိုးတွေကအမေလို့ခေါ်တယ်လို့ဘုန်းကြီးတို့တီးဟိုနေတဲ့အခါကျတော့တီးဟိုကသာသမီတွေကသူတို့အမေကိုအမေလို့ခေါ်တယ် ီကတော့ပေါ့ပေါ့ခေါ်လိုက်တာအမေလို့အမေလို့ခေါ်တယ်ဟိုကအမေလို့ခေါ်တယ်အဲ့ဒါလောက်ပဲကွာတယ်နော်ပါဠိမှာလည်းပဲအမဆိုတဲ့စကားလုံးရှိတယ်အဲ့တော့တရုပ်စကားမှာလည်းပဲအမဆိုတာရှိသေးတာပဲနော်အမေကိုပြောတာလေအဲ့တော့ဒီအမေဖေဆိုတာခေါ်တာဟာလူဘာသာစကားမှာဒါပထမဆုံးပေါ်တဲ့ဘာသာစကားလို့ပြောလို့ရတာပေါ့ လူတွေအတိပြင်းစကားလုံးမပြောခင်ကအမေဖေဆွဲစကားလုံးအရင်ပြောမှာပေါ့သူနဲ့အနိစ္စဆုံးကိုဇန်နာရီကအတွေ့အကြုံရမှတ်တမ်းတင်ပြီးတော့ပြောနေကြတာစကားလုံးတွေဖြစ်ပေါ်လာပုံကစိတ်ထဲမှာရှိတာထုတ်ပြီးတော့ပြောကြတာအဲ့တော့ပိတာဆိုရဲပါဠိစကားလုံးဟာလည်းပဲ Indo-Aryan language ဆိုတော့ father ဆိုတာပိတာကလာတယ်လို့ပြောလို့လည်းရတာပဲသူ့ရဲ့ definition ကိုတော့ပါဠိစာပေမှာ ပုတ္တံပါတိရခတိတိပိတာမိမိရဲ့သားသမီးကိုစောင်းရှောက်ကာကွယ်တတ်တယ်ဟုတ်တယ်လူအဖွဲ့စည်းထဲမှာဆိုရင်အမေကချစ်ခင်မြတ်လို့တဲ့အဖေရဲ့တန်ဝန်ကကာကွယ်စောင်းရှောက်တယ်ပေါ့ဒါတကယ်လူအဖွဲ့စည်းထဲမှာအဖေလုံးတဲ့ပုဂ္ဂိုလ်ကဘေးရန်အန္တရာယ်ကိုကာကွယ်စောင်းရှောက်ရတာမိခင်လုံးတဲ့ပုဂ္ဂိုလ်ကချစ်ခင်မြတ်လို့ပြီးသားသမီးနဲ့အတူနေတာအဖေဆိုတာအတူနေချင်မှနေမယ် သို့တော့အန္တရာယ်မရောက်အောင်သူကဥဆောင်ပြီးတော့ကာဝယ်ဆောင်ရှောင်းရတယ်အဲ့ဒါလို့လူသားတယောက်လူ့ဘဝရောက်လာတဲ့အခါမှာပထမဆုံးတွေ့ရတာတော့အမေနဲ့အဖေပဲပေါ့ကျန်တဲ့ကနောက်မှတွေ့တာလေအဲ့တော့အခုလူလူသားမျိုးနွယ်တယောက်လူလောကရောက်လာတယ်ဆိုတာကောင်းကင်ဘုံကနေခုံဆင်းပြီးတော့ရောက်လာတာမဟုတ်ဘူး မိခင်ရဲ့ဝမ်းထဲမှာတရေတီးပြီးတော့မှရောက်ရှိလာကြတယ်အဲ့တရေတီးပြီးတော့ရောက်ရှိလာတဲ့အခါမှာဘုရားတရားတော်အရာမြတ်စွာဘုရားက လူသားလိုပဲအချိန်ကစပြီးတော့တတ်မှတ်တုံဆိုလို့ရှိမိခင်ရဲ့ဝမ်းထဲမှာပထမဆုံးတရေစိတ်ကလေးပေါ်တဲ့အချိန်လေးကိုကလလလို့ခေါ်တယ် ကလနာရေကြီးဆိုတာအမတန်သေးတဲ့အဆက်ပြောက်ကလေးမိုက်ခရိုစကုပ်ထဲမှာကြည့်လို့ရတဲ့ substance ပေါ့အဲ့ဒီလောက်ထောင်သေးတယ်ပေါ့မိုက်ခရိုစကုပ်ထဲမှာကြည့်လို့ရတဲ့အဲ့ဒီအသေးလေးထဲမှာဒီလူတွေရဲ့ဘဝဟာစတင်နေအဲ့လိုစတင်တဲ့အခါမှာကန္တရာရဲ့စွမ်းအားနဲ့ အဲ့ဒီကလလလို့ဆိုရင်ရေကြည်လေးဖွဲ့စည်းပြီးတော့တီးနေတာပရိဒိရိစိတ်ရှိတယ်အဲ့ဒီစိတ်နဲ့ရှင်တွဲလာတဲ့စိတ်ကိုမိဖြစ်တဲ့နန္တရားတွေရှိတယ်အခြေခံယုံမျိုးစိတ်က30ရှိတယ်30ဆိုတာခန္ဓာကိုယ်ရဲ့အခြေခံဖြစ်တဲ့ကာယ body ရဲ့အခြေခံဖြစ်တဲ့ယုတ်က10ယုတ်10ခုအမတန်သေးပြီမဲ့လို့သူ့ရဲ့ဒီ တဘာဝတရားတွေဟာပြည့်စုံတယ်10မျိုးလို့ခွဲလို့ရနောက်တစ်ခါခန္ဓာကိုယ်ရဲ့အသက်သုံးဖို့သွေးသားဖြန့်ဖြူးဖို့တဲ့အမတန်မှအရေးပါတဲ့နှလုံးသားနဲ့ပတ်သက်တဲ့ယောဂ10ခုပြီးတဲ့အခါကျတော့ဖိုမျိုးစိတ်မာမျိုးစိတ်ဖီမနီနတီမက်စကျူလီနတီလို့ခေါ်တယ် ိုမျိုးစစ်မာမျိုးစစ်ယုတ်က10ခုအဲ့တော့ယောက်ျားဆိုလို့ရှိရင်မက်ဆာချူလီနစ်တီယုတ်30ယုတ်10ယုတ်မျိုးသမီးဖြစ်မဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖီမနီနစ်တီယုတ်က10ယုတ်အလုံးပေါင်းလိုက်တော့ကလလာရေကြီးဆိုတဲ့အထဲမှာ material quality 30ရှိတယ်လို့တွေ့ရခန္ဓာကိုယ်အဲ့ပထမဆုံးမှာ ် embryology မှာကြည့်ရင်လည်းပဲဒီပုံစံနဲ့ develop ဖြစ်လာတာပဲအဲ့တော့မြတ်စွာဘုရားကဒီဟာကိုလွန်ခဲ့တဲ့နှစ်ပေါင်း2500ခရက်ဟောခဲ့တာဒီကနေ့သိပ္ပံဆရာတွေတောင်းမပဲအံ့ဩတုံလို့အံ့ဩသွားကြတယ်ဒီလိုဟောတာဘာဖြစ်လို့အံ့ဩသွားလဲဆိုတော့ဘုန်းကြီးတို့ပါဠိမျိုးမှာအဘိဓမ္မာသင်္နန်းသွားပို့ချတော့ဂျာမန်ကြီးတယောက်ကဘေးကွန်းမေးကျင်တယ်ဆိုပြီးတော့ချိန်သီးတန်တောင်းပြီးတော့ ဘုန်းကြီးစီလာပြီးတော့မေးခွန်းမေးတယ်။အဲသူမေးခွန်းမေးတဲ့အထက်မှာဒီ embryology နဲ့ပတ်သက်တဲ့မေးခွန်းတွေမေးတော့ဒါမြတ်စွာဘုရားကိုယ်တိုင်ကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကလူဘဝစတင်လာပုံကို ပထမံကလလံဟောတိကလလာဟောတိအဘုဒ္ဓံအဘုဒ္ဓံဇာတိပေတိပေတိနိဗ္ဗတတိခနောဆိုပြီးတော့မြတ်စွာဘုရားဟောထားတာရှိတယ်လို့ဟောတာကတော့လူသားကိုဟောတာမဟုတ်ဘူးလို့ ဘလူးတကောင်က မေးခွန်းလာမေးလို့နတ်ဘလူးတကောင်ကိုဟောတဲ့တရားစကားပဲလို့လူရဲ့ဘဝဟာကလလရေကြီးကစပဲကလလရေကြီးခုနှစ်ရက်ပြည့်တဲ့အခါကျတော့ပထမံကလလဟောတိကလလဟောတိအပုအဲ့ဒီရေကြီးလေးကမြုပ်ကလေးတွေဖြစ်လာတာဒါအင်ရိုလိုဂျီမှာပုံပြထားတာတွေနဲ့တစ်ထပ်တည်းလို့ပဲကြားတယ်နော်အပုရဇာတိပေတိဆိုပြီးတော့အနှစ်ကလေးဖြစ်လာတဲ့နောက် တတ်တဲ့ကလေးလို့အနှစ်ကလေးဖြစ်လာနောက်တစ်ပတ်တစ်ပတ်နဲ့သွားတာသူကတခုတစ်ပတ်တစ်ပတ်အချိန်ထားတယ်ယသတ္တတပတ်စီကလလကယသတ္တတပတ်အပူရကယသတ္တတပတ်ပေတိကယသတ္တတပတ်အပေတိနိဗ္ဗတတိခနောဆိုပြီးတော့အတုံးခဲလေးပြီးပြီးပြင်းပြင်းဖြစ်လာတယ်ခဏပတာခာဆာယန္တိအဲ့ဒီအတုံးခဲလေးဖြစ်လာတဲ့နေရာမှာပတာခလို့ခေါ်တဲ့ ခက်မှ၅ပြားဘူးလေး၅ခုထွက်လာတယ်ဘူးလေး၅ခုဆိုတာလူမှာအတက်ကလေးတွေပေါက်လာမှာခေါင်းပေါက်မဲ့နေရာရှိတယ်လက်နှစ်ဖက်ပေါက်မဲ့နေရာရှိတယ်ခြေနှစ်ခုပေါက်မဲ့နေရာအမီးတော့မပါဘူးအဲ့ထက်ပါနော်တိရစ္ဆာန်ဆိုရင်တော့အမီးပါမှာပေါ့အဲ့တော့အဲ့ဒီလိုဘူးလေး၅ခုထွက်လာတာပတ္တခပြီးတဲ့အခါကျတော့ ရုဒ္ဒနာမှာဆဗေနုအမွေးတို့ဘယ်ချိန်ကစပေါ်တယ်ဆိုတာကိုပဲသူကတသမှတ်မှတ်ပြထားရှိတယ်။မျက်လုံးကဘယ်လောက်ကျမှစတယ်ဆိုတာတတ်မှတ်ထား။အင်္ဂလာမှာနေတဲ့ဒေါက်တာနေဝင်းဆိုတကရ။ Embryology နဲ့ပတ်သက်တာ Fetus အဆင့်မှာသူသူတို့ဆေးသိပ်ပန်းထဲမှာတဲ့ဒီဇဝင်းတွေဘာတွေပေါက်တာကိုစောစောကဖော်မပြဘူးတဲ့။ခုနောက်ပိုင်းမှာတွေးရှိတဲ့အရာဆိုလို့ရှိရင်အဲ သူပြောတဲ့ရဲပတ်ဟာဟိုဘုန်းကြီးတို့အတိအကျမမှတ်မိဘူးသို့တော့ပါဠိစာပေထဲမှာအထက်ကရာကျမ်းကြတော့ထပ်ပြီးတော့ရှင်းထားတာရှိတယ်အဲ့ဒီရဲပတ်နဲ့ kait နေတယ်တော့သူပြောလို့ရင်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကတွေ့ရှိထားတဲ့အတိုင်းအခုသိပ္ပံဆရာတွေကထပ်တွေ့နေပြီဆိုတဲ့အကြောင်းကိုပြောတာတမန်ကြီးကစာဆောင်ထဲမှာသူဆောင်းမရေးဘူးတဲ့အဲ့ဒီဆောင်းမလေးတောင်ဘုန်းကြီးစီအရင်ပေးဘူးတဲ့ပေါ့ အဲ့လို embryology နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာလေးပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက်ခဲ့သူမှာဆောင်းဝွန်ဒေါက်တာဒေါက်တင်လေးဆာအမျိုးသမီးတယောက်ဘေးရှိတန်လောက်နေတယ်ဘုန်းကြီးတော့သူ့ကိုအဲ့ဒီ embryology နဲ့ပတ်သက်ပြီးရေးပါလို့ Buddhist perspective နဲ့ Buddhist view အရာအဲ့ဒီအကိုကထောက်ထားနေတယ် ် embryology in buddhist perspective ပေါ့အဲ့ဒီပုံစံမျိုးသူရေးဖို့တင်ပြဖို့ပြောတာအခုရေးနေပြီးတော့ပြီးလူနေအဲ့တော့ဒါတွေကစိတ်ဝင်စားစရာအလွန်ကောင်းတယ်လူသားတွေဟာဒီလိုအစတင်လာအဲ့တော့ပြောချင်တာကတော့မြတ်စွာဘုရားကလူသားလို့သတ်မှတ်တာဘယ်ချိန်ကစသတ်မှတ်လဲလို့ဆိုကလလရေကြီးအခိုက်ကစသတ်မှတ် ခုနပြောတဲ့ပထမဝိညာဏံဘတုဘုဒ္ဓံလူရဲ့မိခင်ရဲ့ဝမ်းထဲမှာဒရေစိတ်ကလေးပေါ်တယ်ဆိုတာမိခင်တောင်သိချင်မှသိအောင်မှအဲ့ဒီအချိန်အဲ့ဒီအချိန်ကလူသားယဟန်နေအနေနဲ့အဲ့ဒီလိုလူသားဖြစ်တဲ့ပုဂ္ဂိုလ်ကိုတေအောင်လုံးမယ်ဆိုလို့ရှိရင် तू ကပြည့်ရှိတယ်ဒါကြောင့်မလို့ဒီ abortion ဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတချို့က fertilization လုပ်နေတဲ့အချိန်မှာဒါ သေးဘူးမမြောက်သေးဘူးလို့ဘာလို့ပြောကြတာတွေရှိတယ်ပေါ့အသက်မဝင်သေးဘူးလို့လည်းပြောချင်းပြောကြမှာပေါ့နော် fetus ဖြစ်လာတော့မှပဲအဲဒါကြောင့်လည်းအသက်ရှူပြီးမှအသက်ဝင်တယ်လို့ဒီလိုယူဆတာတွေလည်းရှိတယ်အဲဗုဒ္ဓတရားတော်အရာကြတော့ဒီသရေစိတ်လေးတွေမှာစတင်ပြီးတော့မိခင်ဝမ်းထဲမှာပေါ်လာကြတဲ့အသက်ရှိပြီလို့ပြောထားတာအဲဒါကြောင့်မို့လို့ပဏာတိပတခံထိုက်တယ်လို့ အဲ့ဒီအချိန်ကနေစပြီးပဏ္ဏလိဝတ္တခန္ဓာယဟန်နေမှာဆိုရင် intentionally ကြီးလင်းမှာပါရာဇိကပြစ်မှုကျွလွန်ရာရောက်တယ်ဒါလူသားတယောက်ကိုတတ်တာပဲတဲ့ဒါလည်းပဲကလလာရေကြီးအဆင့်လေးမှာပဲတရားလုံးလို့ရှိရင်သူအပြစ်ရှိတယ်လို့ဒီလိုဆိုတယ်ဝိနည်းစကားရအဲ့တော့အဲ့ဒီအချိန်ကနေစပြီးတော့မိခင်ဟာမိမိတို့ဘဝ သူတီးတဲ့အချိန်ကစပြီးတော့သူ့ကိုမိပြုပြီးတော့လူသားတွေဟာဘဝတစ်ခုရရှိလာခဲ့ကြတာတီးတာထင်ရှားလာတဲ့အခါမှာဖီတက်စ်အချိန်တွေရောက်လာတဲ့အခါမှာလည်းပဲမိခင်ရဲ့ဆောင်းရှောက်မှုကနေရမှာမဟုတ်ပဲဝေးပွားလာတဲ့နောက်ပိုင်းမှာဆောင်းရှောက်တာကတော့အလုံးသိနေကြတာပဲအဲ့တော့အဲ့ဒီဟာ လူတွေရဲ့ကျေးဇူးတရားပဲခုခေတ်လူတွေကကြည့်လေထမင်းလေးတနကြွေကြွေလမ်းလေးတစ်ခါညွန်ပြညွန်ပြမသိလို့လမ်းမေးရင်ပြောရင်တော့မှပဲကျေးဇူးတင်ပါတယ်လို့ပြောကြတာပေါ့အဲ့တော့ကိုယ်မေးဖေဘလို့ကျေးဇူးမတင်နိုင်ဖဲရှိမလဲနော်လောကမှာလူဘဝကိုရောက်ရှိလာအောင်အမှန်တမ်းကျေးဇူးတင်နိုင်တဲ့ပုဂ္ဂိုလ်တို့ဒီလိုဆုံးလို့တာပေါ့ အဲ့ဒီမှာမိဘတွေကသားသမီးတွေအပေါ်မှာဘလို့ကျေးဇူးပြုတာလဲလို့ကျေးဇူးပြုပုံတွေကိုပြောခိုင်းမယ်ဆိုရင်တော့အမျိုးမျိုးပြောကြမှာပဲနော်မျိုးမျိုးပြောကြမှာမြတ်စွာဘုရားကစကား၃ခုနဲ့ပြောထားတာရှိတယ်မိဘက ာသမီးတွေပုံမှာဘလို့ခြေစုပြုတယ်ဆိုတာသုံးခုတည်းနဲ့အလုံးချုပ်ပြီးငုံပြီးအောင်ကာပါဖြစ်အောင်ပြောထားတယ်စကားသုံးခုရှိတယ်သုတ္တန်တိုင်းမှာလို့လို့မိဘနဲ့ပတ်သက်လာပြီးပြောတဲ့အခါမှာအဲ့ဒီစကားလေးပါတယ်ပဟုပကာရဘိခွေမာတာပိတရောပုဒ္ဒနာယဟန်တို့မိဘသာသမီးတွေပုံမှာခြေစုများတယ်တဲ့ဘာဖြစ်လို့ခြေစုများတာတုံးဆိုအပါတကာ သက်ရှင်အောင်ဆောက်ရှောက်ခဲ့တယ်။ဟောဒါတခုဟုတ်တယ်လေမိခင်ကမလိုချင်ခဲ့ဘူးဆိုလို့ရှင်အစောကြီးပဲဖယ်ရှားပြစ်လို့ရတာ။မဒီကနေ့ခင်မှာမေတ္တာပြက်လို့လူဘဝတောင်မှမလာရဘူးဆိုပြီးတော့ပိတ်ဆို့တာတွေရှိတာပဲ။တော်တော်တော့စမ်းကြဲတဲ့အခက်ပဲနော်။လူဘွားလာခြင်းနိုင်မလာရဘူးမနုဿတ္တဘာဝဒုံတော်ဘောဆိုလူဘွားလာခြင်းမာတယ်ဆိုတော့မှပဲဟေးမလာခဲနဲ့ဆိုပြီးတော့ မောင်းထုတ်ခံရတဲ့လူတွေရှိတယ်။ကံမကောင်းအကြောင်းမလိုက်ရင်ဒီဒုက္ခမှာပဲနော်။အဲ့တော့လူဘဝကိုတားဆီးပိတ်ပင်နေကြတဲ့ဟာတွေခစ်မှပေါ်နေတယ်။အဲအဲ့ဒီမှာအပါရကမိမိလူသားဘဝရလာတဲ့အခါမှာဆောင်းလျှောက်တယ်ဘေးရန်အန္တရာယ်တွေမကြအောင်ဆောင်းလျှောက်တယ်ဒါမိဘရဲ့။ကလေးစဉ်းစားကြည့်ကလေးငယ်ဘဝဆိုတာသူ့ခြေသူ့လက် သိနိုင်တာမှမဟုတ်တာသူကသူရေထားတောင်းနိုင်တာမှမဟုတ်တာစားလဲစားတယ်လို့ပြောနိုင်တာမှမဟုတ်တာအဲ့ဒီအချိန်လေးမှာအမေဖေရတာမဆောက်ရှောက်ဘူးဆိုရင်ဘယ်တော့ဒုက္ခရောက်မလဲကိုယ့်အကိုစဉ်းစားကြည့်ပါဒါကြောင့်မို့မိဘရဲ့ခြေစူးဟာလုံးဝမမေ့သင့်ဘူးလို့ပြောတာအပါရကဆောက်ရှောက်ခဲ့တယ်ဆောက်ရှောက်ရင်ဆောက်ရှောက်တာမဟုတ်ဘူးမိဘကပေါ်တကနှုတ်ကြိုတိုက်ကြွေးမွေးခဲ့တယ် ဘုရားရဲ့တရားတော်ရနှုတ်ဆိုတာသွေးပဲတဲ့မိခင်ရဲ့မေတ္တာအစိမ်ဟမှုကြောင့်မလို့သွေးဟာဖြူသွားရတယ်မိခင်ရဲ့နှလုံးသားထဲကမေတ္တာဆွမ်းအားနဲ့ညည်ရနေတဲ့သွေးလေးဟာဖြူစင်သွားဖြူစွတ်သွားကမိကပြောင်းနေဆိုတာရှိတယ်နိစိတ်ဆိုးကြည့်ပါလားမျက်နှာကြီးကြီးဖြူရအနေနီးလာမှာပဲ ဒါစိတ်ရဲ့လှုံ့ဆော်မှုတွေခေါ်တာပေါ့မိခင်မှာလည်းဒီစိတ်ရဲ့လှုံ့ဆော်မှုကြောင့်သားသမီးကိုတိုက်ကြွေးမဲ့ရင်သွေးဟာဖြူဖြူလာတယ်ပေါ့စိတ်ဆွမ်းအာမေတ္တာဆွမ်းအကြောင်းဖြူလာတယ်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒါမိဘရဲ့သွေးလိုပဲပြောတာပဲနှုတ်ရင်ဆိုမိဘရဲ့သွေးပောတကာ ငငယ်လေးတွေမစားနိုင်တဲ့အချိန်မှာမိဘကချွေးလာခဲ့တာနောက်တစ်ခုကိုခြုံပြီးတော့ပြောလိုက်တာဣမတ္တလောကတ္တဓတိတာတော့တဲ့ဒီကနေ့ကြုံတွေ့နေရတဲ့လောကကြီးကိုဘသူပြတာလုံးဆိုမိဘကပြတာလောကမှာခိုင်းလုပ်ပြီးတော့လိုက်ပြမယ်ဆိုရင်ယေရှုတင်တယ်ပြောကြအောင်ပါပဲလူလောကလူအကြောင်းလူဘဝမှာ တွေးကြုံခံစားရသမျှာမိဘကပေးတာလို့ပဲပြောလို့ရတယ်။ဒါကြောင့်မို့မြတ်စွာဘုရားဒီအချက်၃ချက်ကိုနဲ့မိဘသိတ်ခြေဆွများတယ်ဆိုတာကိုဒီ၃ခုထဲနဲ့စကားကုံအောင်ပြောထားတာနော်။အာဘာရကဆောင်းလျှောက်တယ်၊ပောဇကကျွေးမွေးတယ်။ဣမတလောကတထထတိတာတော့ဒီလောကကြီးကိုပြတယ်။ဒီလောကကြီးမြင်ခွင့်ရတာလူအတိုင်းဝိုင်းနဲ့ရောက်ခွင့်ရတာမိဘရဲ့ခြေဆွပဲလို့ တလို့ဆိုလို့တယ်အဲ့ဒီသုံးပါဒါမိဘရဲ့ကျေးဇူးတရားပဲကျန်တာရင်းလျှောက်ချဲ့ပြီးတော့ပြောရင်ပြောလို့ဆုံးမှာမဟုတ်ဘူးလေမြတ်စွာဘုရားဒါမှမဟုတ်ဒီသုံးချက်နဲ့ပဲမိဘရဲ့ကျေးဇူးဆိုတာကိုဖော်ကျူးပြီးတော့တုတ်တန်ဒီမှာဟောထားခဲ့တာမိဘကျေးဇူးတရားအလွန်ကြီးလို့လူတွေနားလည်အောင်လို့ဆိုပြီးတော့မြတ်စွာဘုရားက တပ္ပမကဆိုတဲ့တုတ်မှာဟောထားတာရှိသေးတယ်။အိန္ဒိယလူအတိုင်းဝိုင်းဆိုဆိုင်တီကခနေ့ခေတ်မြန်မာပြည်ကလူသားတွေရဲ့ယုံကြည်ချက်နဲ့လူတွေနဲ့ယုံကြည်ချက်နဲ့မတူဘူး။ဘုရားဘာသာတွေရဲ့ယုံကြည်ချက်ကလည်းပဲတခြားဘာသာဝင်တွေရဲ့ယုံကြည်ချက်နဲ့မတူဘူး။အဲ့တော့အိန္ဒိယနိုင်ငံမှာဟိန္ဒူဘာသာကိုယုံကြည်လက်ခံကိုးဝယ်ကြတဲ့ပုံစံတွေက တို့ရဲ့ creator ဖရာဘယ်သူလဲဆိုဗြဟ္မာပဲဗြဟ္မာကိုကိုးကွယ်ကြတာလေအကုန်လုံးဗြဟ္မာဟာ creator ဗမာရီခေါ်တဲ့ဘိဒနုသူတို့အတန်လဲဆိုဗိရှင်ုဗိရှင်ုက protector ဗမာရီခေါ်တဲ့တိဝ သူတို့ခေါ်တဲ့ရှိပံအဲ့ဒီနတ်က destroyer လို့ creator ရဲ့ protector ရဲ့ destroyer ရဲ့လို့နတ်ဖရာကြီးသုံးစုသူတို့ကအဓိကဖရာသုံးစုရှိတယ်အဲ့ဒီအဓိကဖရာသုံးစုကိုတတန်နဲ့တောင်းတတဲ့အနေနဲ့အောင်ဆိုတဲ့စကားလုံးကိုရွတ်တာဗြဟ္မာရဲ့အဆုံးလုံးကအဖြစ်နုရဲ့အဆုံးလုံးကဥ့ ရှိပါရဲ့အဆုံးလုံးကမအဥမဆိုတဲ့အက္ခရာသုံးလုံးကိုပေါင်းရွတ်တဲ့အခါအောင်ဆိုတဲ့အတန်ထွက်တယ်အဲ့ဒါဟိန္ဒူတွေမှာနော်သူတို့မှာရေးပြီးတော့အနေကင်းလို့မန္တန်တွေဘာတွေရွတ်တဲ့အခါရွတ်တာတို့တို့လိုရွတ်ကြတယ်အဲ့ဒါကိုဗမာတွေကအတိတ်ပဲမသိဘဲနဲ့လိုက်ရော့နေချာနော်မသိရင်တော့မလုပ်သင့်ဘူးပေါ့ဘာဆိုလို့မှလည်းမသိပဲနဲ့နော် ဲ့ဒါလည်းဆိုတာခုခေတ်နိုင်ငံညာလာတဲ့အိမ်ကြီးတွေမှာစာတန်းတွေဟိုထိုးဒီထိုးထိုးထားတာတွေကိုမသိရဲနဲ့ဝတ်။ဘာရေးထားမှလည်းမသိဘူး။ဒါကြတရားခံဖြစ်နေခက်။အဲ့တော့အဲ့ဒီမှာမြမရဲ့ဘီသနိုးရဲ့စိဝရဲ့အဲ့ဒီမှာမြတ်စွာဘုရားသူတို့အဓိကကိုးကွယ်တာမြမကိုးကွယ်တာအိန္ဒိယလူမျိုးတွေဟိန္ဒူတွေကမြမကိုးကွယ်တာ အဲ့ဒါကိုမြတ်စွာဘုရားကလူသားတွေကိုနားလည်အောင်ဟောတယ်ဗျမားဆိုတာတတ္တဝါတစ်ခုပဲသူကသူတမထချင်းစဉ်ကျင့်ပြီးတော့သူဘဝတစ်ခုကိုရထားတာကောင်းကင်ဘုံမှာသူကသူနေတာပဲကိုလည်းလို့ရင်ရတာပဲကိုလည်းဗျမားဖြစ်နိုင်တယ်အချင်းနေရှိတယ်လမ်းကြောင်းနေရှိတယ်ကိုလုံးရအဲ့သူ့ကိုတကိုးကြီးတကိုးရှင်ကြီးဖြစ်လူတွေကလက်ခံပြီးတော့သူဖန်ဆင်းနေဆိုတာ အစင်းတဲလေးလူတွေယုံကြည်သွားတာအမှန်တော့မဟုတ်ဘူးဖန်ဆင်းရှင်ကကိုကိုတိုင်ပဲဟုတ်တယ်လေကိုကကိုကိုစားချက်လို့ကိုရတာပဲဘွဲရတယ်ဆိုတော့သူကလာပေးတာလိုက်လို့ဒါပဲခုခေတ်တော့ပေးတာနေရှိကောင်းရှိမယ်နော်ကိုကျိုးသားမှအသိပညာ q u a l i f i c a t i o n ကတော့ certificate ကတော့ရခြင်းရမှာပေါ့ q u a l i f i c a t i o n ကတော့ကိုယ်တန်တာမှရှိတာပဲဒါသေးချာတော့ သူများလာပေးလို့ပဲရအဲ့ဒါကြောင့်မို့နောက်ပိုင်းကျတော့အိန္ဒိယနိုင်ငံမှာလည်းမြန်မာမြန်မာနဲ့လိုက်ရင်းလိုက်ရင်းနဲ့နောက်ဆုံးမှသူကအဟမတ်စမိမြန်မာမြန်မာ I am မြန်မာဆိုပြီးတော့ဖြစ်လာတယ်ဥပနိရှတ်အတွေ့ခေါ်ကြတယ်ခေါ်ကြတယ်မြန်မာဟာဘယ်သူမှမဟုတ်ငါပဲလို့ဖြစ်လာတယ်နောက်ပိုင်းမှာဥပနိရှတ်အတွေ့ခေါ်မှာ ဟိုအသိဉာဏ်လိုက်စားလာတဲ့အခါကျတော့ဟိုကောင်းကင်ဘုံကကိုယ်နဲ့မဆိုင်ဘူးဆိုတာတဖြည်းဖြည်းနားလဲလာကြတာပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကလည်းလူသားတွေရဲ့ယုံကြည်ချက်နဲ့ပတ်သက်ပြီးတော့ဆုံးမဩဝါဒပေးတာရှိတယ်ဗြဟ္မာကိုယုံကြည်တဲ့လူတွေအတွက်ဗြဟ္မာဆိုတာအင်္ဂလိပ်လိုပြန်ရင်တော့ခေါ်ပဲပေါ့ခေါ်လို့ပဲပြန်မှာပဲဒါပေမဲ့အိန္ဒိယနိုင်ငံမှာဗြဟ္မာလို့ပဲသုံးတယ်မြတ်စွာဘုရားကအဲ့ဒီမှာ ပြမဆိုတာမင်းတို့မင်းတို့ ਨੇ ပတ်သက်တဲ့ပြမဆိုတာမိဘကိုပြောတာမာသာ or parent parents are god parents are god လို့ဒီလိုသုံးခဲ့တာမြတ်စွာဘုရားကနော်ဘာလို့လို့ဆိုပြမာတိအဲမာတာပိတရောတဲ့မိဘနှစ်ပါးကိုပဲပြမာလို့မြတ်စွာဘုရားအမှန်တရားပဲကိုဥလှည့်ပြီးတော့ပေးခဲ့တယ် ဟိပြမဆိုတာသူကသူတတ္တဝအနေနဲ့ရှင်းရှင်းပဲကိုယ်နဲ့မပတ်သက်ဘူးကိုယ့်ရဲ့ပြမဟာအမိဖေးပဲဒီလိုဆိုလိုတာပေါ့နော်ဒါမို့ mother is a god father is a god ဒီလိုဆိုလိုတယ်အဲ့တော့မြတ်စွာဘုရားကဒါတိတိလင်းလင်းဟောခဲ့တာပဲအမေဖေးနဲ့အတူလှုပ်ပြီးတော့အမေဖေးကိုပူဇော်ပတ်သက်အမေဖေးကိုရိုးရိုးသေးသေးနေတဲ့ပုံကိုယ်တွေဟာ ဒါပြမနဲ့အတူနေတယ်ခေါနဲ့အတူနေတယ်လို့ပဲပြောရမယ်ဒါအိန္ဒိယလူနေမှုစနစ်အရာမြတ်စွာဘုရားအတွေ့ခေါ်ပြောင်းခိုင်းတာပဲနော်သို့သောလူတွေကဒါလွယ်လွယ်နဲ့တော့ပြောင်းလို့တော့မရဘူးလူတွေရဲ့ဒီ view ဆိုတာတော်တော်ခက်တယ်အယူအဆတစ်ခုအမြင်တစ်ခုကလွယ်လွယ်နဲ့ပြောင်းသွားမှာတော့မဟုတ်ဘူးပေါ့မဟုတ်မှန်းသိပေမဲ့မလွတ်နိုင်ဘူးလူတဘောကနော် မုံမန်းတော့သိတယ်ဒါပေမဲ့ညင်းပယ်နိုင်လားဆိုညင်းပယ်နိုင်ခြင်းကမစွမ်းနိုင်ဒီကနေ့ခင်မာလေးသိပ္ပံတလောက်တိုးတက်နေမဟုတ်မှန်းသိကြမှာပဲမသိပဲတော့မနေဘူးသို့သောညင်းပယ်နိုင်သလားဆိုမညင်းပယ်နိုင်ဘူးဘာသာတရားနဲ့ပတ်သက်လာလို့ရှင်ဟာ follow လုပ်နေကြတာပဲအကုန်မစင်စားရဲဘူးဘာသာတရားနဲ့ပတ်သက်ပြီးဘာကြောင့်လို့ဆိုကြောက်တာကြောက်လို့ ဒီလိုဖြစ်တာအဲ့တော့ယုံကြည်ချက်ဆိုတဲ့အပေါ်မှာကြောက်ကြောက်စိတ်ကလွမ်းမို့လားလူတွေရဲ့ဘာသာတရားစပြီးတော့ပေါ်လာတာကိုကကြောက်လို့ပေါ်လာအကြောက်တရားကိုကာကွယ်ဖို့ရတဲ့ကိုယ်ခွင့်ရာတွေရှားလာကြတာလေဟုတ်ပါပါဘုရားတဘာဝရဲ့အင်အားစုကြီးတွေဒီ forces ကြီးတွေဆိုတာဥပမာမုံတိုင်းကြီးတိုက်တယ်မိတော်ကြီးတွေပေါင်ကွဲတယ်ဟောပင်လယ်လိုင်းလုံးကြီးတွေဆူနာမီကြီးတွေတက်လာတယ် မိုးချိန်တယ်မိုးကြိုးပစ်တယ်ကြောက်တယ်ကြောက်ပြီးတော့တွေးမိတွေးရတွေးတာဒါနတ်ဖះခေါင်းအစိတ်ဆိုးတာဖြစ်မယ်သူတော့ပူဇော်မှဖြစ်မှာကိုကနေပြီးတော့ထိုင်ပြီးတော့ရှစ်ခိုးလိုက်တဲ့အချိန်ဟိုကသူ့ဟာသူ့အကြောင်းကုန်လို့ငြိမ်သွားတဲ့အချိန်နဲ့သွားတိုက်ဆိုင်တော့ကဲငါလှုပ်တာဟိုကလက်ခံသွားပြီ accidentally အဲ့ဒါလို့ဖြစ်တာပါအဲ့ဒါလို့ဖြစ်တာနောက်တစ်ချိန်ရှစ်ခိုးရင်ပျောက်ချင်မှပျောက်မှာနော်